ဟုတ်ကဲ့မင်္ဂလာပါဒီကနေ့တင်ဆက်ပေးချင်တာကတော့ထိုင်းယူဆက်ခွန်ဖိတ်ခေါ်ပလဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့မြန်မာယူဆက်ခွန်အသင်းဟာတတိယဆုရရှိခဲ့တဲ့ဆိုတဲ့သတင်းနဲ့ရှုံးပွဲကြုံတွေ့ခဲ့တဲ့ရှမ်းယူနိုက်တက်သတင်းလိုပဲဖြစ်ပါတယ်ဖေဂွန် FC အမည်နဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ယူဆက်ခွန်အသင်းဟာအာရှယူဆက်ခွန်ခြေစစ်ပွဲအတွက်ရည်ရွယ်ပြီးစူးစီးပြင်ဆင်လေ့ကျင့်နေတာဖြစ်ပါတယ်ပြည်တွင်းမှာတော့ U21 လိမာဝင်ရောက်ရှင်ပြိုင်နေတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ U21 ဟာလေးနိုင်ငံဖိတ်ခေါ်ပလားပြိုင်ပွဲမှာစုစုပေါင်း၄ပွဲကစားခဲ့ရပြီး၃ပွဲနိုင်တပွဲရှုံးနိုင်ခဲ့ပါတယ်။ဆက်လက်ပြီး Shan United တင်တင်ပြပေးရမယ်ဆိုရင်တော့ Shan United အသင်းဟာ AFC Challenge League ကိုအင်ဒိုနီးရှားနိုင်ငံမှာတွားရောက်ရှင်ပြိုင်ကစားခဲ့ရမှာတော့အုပ်စုပွဲစဉ်အလုံးပြီးဆုံးသွားချိန်မှာတော့ရမှတ်လုံးဝမရရှိခဲ့ပါဘူး။ပွဲစဉ်၃ပွဲလုံးရှုံးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာမြမကလပ်အသင်းတို့ရဲ့အစဉ်တန်းကိုမိမောင်းထိုးပြနေတာပဲဖြစ်ပါတယ်။ဒါကြောင့်နောက်နှစ်တွင်မှသွားရောက်ရှင်ပြိုင်ခွင့်ရမယ်အသင်းတွေအနေနဲ့ပုံမိုးကောင်းမွန်တဲ့ပြင်ဆင်မှုတွေအထူးလိုအပ်လာပါတယ်။